နာမည်မကြီးကြီးအောင်မြန်မာသချင်းတွေကိုကိုရီးယားလိုကာမပြန်ဆိုပြီးတော့ attention ရှာနေတဲ့ K-pop idol DD အခုလူငယ်ရင်းသားတွေမှာနာမည်ကြီးအောင်မြင်နေတဲ့မြန်မာနိုင်ငံမှာ K-pop idol DD ကတော့မြန်မာသချင်းတွေကိုကိုရီးယားလိုပြန်ပြီးဆိုပြီးတော့ TikTok ပေါ်တင်နေရကြအောင်တဖြည်းဖြည်းနဲ့လူတိများအောင်မြင်နေပါပြီအစပိုင်းမှာတော့မြန်မာနိုင်ငံမှာ K-pop idol DD ကိုဘယ်သူမှမမသိကြသေးတာပါ DD ကတော့ကိုရီးယားကိုရောက်ရှိသွားပြီးတော့လောကအောင်မြင်မှုများရှိသေးတဲ့ကုမ္ပဏီတစ်ခုမှာ audition ဝင်ပြိုင်ခဲ့တာပါအဲ့ဒါနဲ့ပဲ audition အောင်မြင်ခဲ့ပြီးတော့ အဖွဲတစ်ဖွဲကိုစပြီးတော့ဖွင့်လိုက်တာပါ။ဒါပေမဲ့လည်းဒီဒီဝင်လိုက်တဲ့ entertainment ကလုံးဝပတ်စံမရှိ။နာမည်လည်းမရတဲ့ဟာမျိုးဖြစ်နေတာပါ။ဒီဒီကကိုရီးယားမှာ audition ပြန်လို့ K-pop လောကတွေကိုစတင်ရောက်ရှိသွားပြီးကြောင်းကို internet ပေါ်မှာတင်ခဲ့ပြီးတော့သတင်းတွေလည်းတက်လာခဲ့ပါ။အဲ့ဒါနဲ့ပဲမြန်မာနိုင်ငံက K-pop crazy တွေကတော့ဒီဒီဟာမြန်မာနိုင်ငံအတွက်ကိုပထမအဆုံးလမ်းဖောက်ပြီးသွားတဲ့အတွက်ပျော်ရွှင်နေကြတာပါ။ဒီဒီကဆုနေတဲ့ဆိုကတော့ကိုရီးယားမှာအကြောင်းသားတိုင်းနဲ့တချင်းဆိုရတာကဝါသနာပါတာကြောင့်လေ K-pop လောကတွေကိုဝင်ဖို့စူးစမ်းခဲ့တယ်လို့ဆိုပါတယ်။ အခုမှလည်းတီတီကသူတို့ဖွင့်လိုက်တဲ့ Rumble G ဆိုတဲ့အဖွဲ့ကလည်းမိန်းကလေး၅ယောက်ပါဝင်ပြီးတော့မြန်မာတယောက်နဲ့ကိုရီးယားလေးယောက်လို့သိရတာပါသူတို့ရဲ့ပထမအုံဆုံးသချင်းကလည်းထင်သလားမပေါက်ခင်တာပါပြောရမယ်ဆိုရင်ဒီဥရီအတွက်ရတော့လုံးဝမပေါက်ခင်တဲ့အခြေအနေပါဒါကြောင့်လည်းသူတို့အဖွဲ့ကစိတ်ပြတ်သွားပုံရပါတယ်အဖွဲ့ဝင်နေချင်းချင်းစီလုံးမှုမရှိချစ်ခင်မှုမရှိတာတွေကြောင့်လည်းအဖွဲ့ခံတာမခံနိုင်ပဲနဲ့စိတ်မကောင်းဖွယ်ကပြတ်သွားခဲ့ရပါတော့တယ်အခုဆိုရင်တော့ K-pop မှာနိုင်ငံတကာကအရေးချင်းရှိတဲ့သူတွေကတော့ K-pop လောကတွေကိုဖိတ်ခေါ်နေရတာတော့ ီဒီပြောင်းကတော့တယောက်ထင်းရွာလေးကလမ်းပြောင်းနေပါပါမယ်။အမှန်တိုင်းကြွရင်တော့ဒီဒီဟာ entertainment ကောင်းကောင်းလေးတစ်ခုကိုမရွေးပဲမဟုတ်တဲ့နေရာမှာသွားနေတာကြောင့်ချင်းကြီးတွေဖြစ်သွားတာပေါ့။ဒီဒီရဲ့အတန်ကလည်းတကယ်ကိုချိုးပြနေပြီးတော့သူတချင်းဆိုတဲ့ခါရဲမှလည်းနားထောင်သူကိုရှင်နေဖို့အေးသွားလောက်တဲ့ထီကိုကောင်းလို့နေရပါ။အခုဆိုရင်ဒီဒီအသက်26နှစ်ရှိနေပါပြီ။ဒါမှမဟုတ်ဒီဒီကတော့ K-pop ကမှမအောင်မြင်နိုင်သေးတဲ့အပြင်တော်တော်နာမည်လုံးတဲ့နေရာတော်မရရှိခဲ့သေးတာပါ။ဒါကြောင့်လည်းမြန်မာနိုင်ငံကသူမအားကြပြီးတော့ အမြင်နဲ့အားပေးနေကြတဲ့သူတွေကတဖြည်းဖြည်းနဲ့ပူပန်လာပါတယ်။ဒီနေ့ဟာဒီကမကအောင်မြင်သိမြင်မယ်လဲသူ့ရဲ့တက်တန်းတဝက်ကိုတော့ဖြုံးပြီးပြန်လိုက်ပါပြီ။ဒါကြောင့်အောင်မြင်နေတဲ့ YG တို့ SN တို့မသွားခင်ရလေလို့ပြောနေကြတာပါ။ဒါပေမဲ့လည်းဒီနေ့ကတော့အရှုံးမပေးပဲဆက်ပြီးတော့တချင်းတွေကိုဆက်လက်တည်ဆုံနေပြီးတိတော့မှာပရိသတ်ကြီးနဲ့တွေ့ရှိနေရပါ။ပရိသတ်ကြီးတွေကလည်းသူမအတန်တော်တော်လေးကိုကောင်းတာကြောင့်တချင်းတွေဆိုပြောင်းဖို့တောင်းဆိုထားတာပါ။အဲ့ဒါကလည်းတိတော့မှာဒီဒီတရားမိမတချင်းတွေကာမတချင်းတွေဆိုရင်တော့ပျော်ပါနေရပါ။ နောက်ပိုင်းမြန်မာသချင်းတွေကိုကိုရီးယားသချင်းတွေနဲ့လည်းပြန်လည်ပြီးတော့ကာပါတီဆိုတော့မှာပါဒီလိုမျိုးတီဆိုနေရကြောင်းရင်တချို့တွေကလည်းမွေရင်းဒေသခြင်းကိုခွင့်မတောင်းပဲမဆိုသေးကြောင်းမသိရင်ကိုရီးယားသချင်းကိုပဲမြန်မာတွေကကူးချထားတယ်လို့ဖြစ်ကြောင်းကိုအမျိုးမျိုးဝေဖန်နေကြပါတော့တယ်ဒီမှာချစ်တဲ့လူတွေကလည်းဆန်းဆန်းခိုင်းလိုက်တာပါနိုင်ငံသားတချင်တွေကိုခိုးချထားတာဘာခွင့်ပြုချမ်းမတောင်းခဲ့တာမဟုတ်ဘူးဘာဆိုင်နေမကြသေးပါဘူးမြန်မာနိုင်ငံမှာအောင်မြင်ခဲ့တဲ့တချင်တတော်များများကနိုင်ငံသားတချင်တွေကိုခိုးချထားတာဘယ်သူမှလာမပြောဘဲအခုမှထောက်ကိုက်နေတယ်လို့ပြောနေကြပါ သူမတီးဆိုလိုက်တဲ့အဆိုတော်ဂျိုးရဲ့ထွက်သက်မတိုင်မီကတော့တတော်လင်းကိုပေါက်သွားပြီးတော့လူကြိုက်များသွားပါတယ်။အဲ့ဒါနဲ့ပဲပရိသတ်တွေစားတဲ့မှာညီမစားပြီးစိတ်ဝင်စားမှုနဲ့မြင့်တက်ခင်ပါတယ်။တချို့ကလည်းမြန်မာနိုင်ငံကိုပြန်လာပြီးတော့ဒီမှာတချင်းကောင်းကောင်းလေးတွေတီးဆိုရင်အောင်မြောင်လို့ဖို့တိုက်တွန်းချလာပါ။ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကလည်းမြန်မာပြည်ပ K-pop idol DD ကိုဝိုင်းဝန်းပြီးတော့ supporting ပေးလိုက်ကြပါအောင်ရှင်။